MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကရာ1389ခုနှစ်ဘောကောင်လာပြည့်နေ့ခရစ်တက္ကရာ99ခုနှစ်ဩဂတ်စ်လ9ရက်တနင်္လာနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီကနေ့မှရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့ဒီခိုင်ပြည်နယ်ကမွတ်စလင်အကျန်းဖတ်တွေရဲ့အကျန်းဖတ်မှုတွေဟာနိုင်ငံတော်စစ်စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ပြောဆိုခဲ့တဲ့အကြောင်း တက္ကသိုလ်ဝန်ထမ်းကိုဂုံတူးနဲ့အောင်တဲ့အကျဉ်းသားတွေကိုလူငင်းချမ်းသာခွင့်ပေးလိုက်တဲ့တဲ့င်းမြန်မာနိုင်ငံမှာပြည်နယ်တိုင်းစနစ်ကူကလူသိန်းကျော်ရေပေးတင့်နေတဲ့အကြောင်းစားတဲ့တဲ့င်းနဲ့သူတခြားထူးခြားတဲ့ပြည်တွင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ရခိုင်ပြည်နယ်မောင်းနှောဒေသမှာဖြစ်ပွားခဲ့တဲ့မွတ်စလင်ကျမ်းဖတ်မှုဟာနိုင်ငံတော်အဆင့်ဆိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့မောင်းနှောဒေသအထူးဆောင်ရွက်စစ်ဆေးကော်မရှင်ကပြောကြားလိုက်ပါတယ် ဒီအကြောင်းကိုတော့ MCN သတင်းတော်အောင်ကျော်မိုးကပေးပို့ထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တည်နေပတ်သက်ပြီးဒုတိယသမ္မတဦးမြင့်စွေဦးဆောင်တဲ့မောင်းနော်ဒေတာအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်အပိသက်စီရင်ခန်းစာထုတ်ပြန်တဲ့သတင်းသာရှင်းလင်းပွဲကိုဩဂုတ်လ6ရက်နေ့ကရန်ကုန်မြို့စိမ့်လက်ကန်သာ AKR မှာပြုလုပ်ခဲ့တာပါအဲဒီစီရင်ခန်းစာမှာအစိုးရကအကြံပြုချက်48ချက်ပါဝင်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ဖော်ထုတ်ချက်တွေအရ မောင်နှောဒေသအကြမ်းဖက်မှုတွေထမှန်ဖြစ်ပွားနိုင်တဲ့အခြေအနေတွေရှိနေပြီးနိုင်ငံတော်အဆင့်ဆိုးရတဲ့အခြေအနေတွေရှိတယ်လို့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ရဲကျုပ်ဟောင်းဦးစောဝင်းကပြောပါတယ်။သူရဲ့ရှိတာတဲ့ဘော်ဒီယာခံရမှာရှိတယ်ဘော်ဒီယာ။အဲလက်ရှိလေ့ကျင့်ပြမှုတွေထောက်ခံပေးမှုတွေ။လက်ရှိ on ground မှာမနေရတဲ့တတိယတွေဖြစ်နေတဲ့တုံ့ပြန်မှုတွေ။ကြီးနေဆိုတဲ့ ဟုတ်တော့ကျွန်တော်တို့ရဲ့အုပ်ချုပ်မှုရရန်ရာကိုရေရက်ရှိရှိနဲ့ဒါတို့ဆက်နေတဲ့လူတို့တယောက်ပြီးတယောက်ပေါ်တက်ပြပြီးတော့အုပ်ချုပ်မှုရန်ရာကိုလည်းတို့ရေရက်ရှိရှိဆိုတာဟုတ်လားကျွန်တော်အားနေရလို့ဒါလည်းနောက်နောက်ဆုံးမှာအသက်မွန်မွန်တော့ဖြစ်လို့လုပ်နေရေရက်ရှိတယ်ကျွန်တော်တို့ကတော့ရရှိမှာအဆုံးစီအချင်းချင်းရေဆိုင်ရလာနေတယ်လို့ကျွန်တော်တို့တုံ့ပြန်ဖြစ်ရှိတယ်ရှိတယ် ရခိုင်ပြည်နယ်မောင်းနှောဒေသမှာမွတ်စလင်လူဦးရေကရခိုင်အပါဝင်တိုင်းရင်းသားလူဦးရေထက်ဆယ်သပိုများပြားနေတာဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကအစိုးရအဖွဲ့တွေနဲ့ပူးပေါင်းတဲ့သူတွေကိုတပ်ဖြတ်မှုတွေရှိနေပြီး41ယောက်အသက်ခံရတယ်လို့အစီရင်ခံသားမှာဖော်ပြပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကမွတ်စလင်အကြမ်းဖက်တွေအနေနဲ့ပြပကအကူအညီနဲ့ပြည်နယ်ခွဲထွက်ခွင့်ပုံစံပေါ်ဆောင်နေတယ်လို့လည်းကော်မရှင်အဖွဲ့ဝင်ဦးအောင်ကြည်ကပြောပါတယ်။ ပြီးတဲ့အခါကျတော့ဒီလုံရုံရေးတပ်ဖွဲ့တွေကဒါနယ်မြေစုမွေးဒေသဟာလာလုံချုံရေးတပ်ဝင်ရောက်တဲ့အခါမှာကြတဲ့အခါကျတော့ဒီဥစ္စာကိုသူကအဲဒီလိုဆုလိုက်ပြုံလိုက်တက်ဖြတ်တယ်ဆိုတော့ပုံတံမျိုးမပေါ်ပေါ်အောင်ပေါ့လေအဲဒီမီဒီယာတွေကိုသုံးပြီးတော့ဟိုသူတို့ဆောင်ရွက်တာလေးတွေကိုကျွန်တော်တို့ကဆက်ဆက်ပြီးတော့စဉ်းစားမယ်ဆိုရင်ဒီလိုရည်ရွယ်ချက်မျိုးဖြစ်နိုင်တယ်လို့ကျွန်တော်တို့ဟိုကျွန်တော်စိတ်ထဲမှာသုံးသပ်ပါတယ်ဒါကျွန်တော်ရဲ့ပုံပုံရေးသုံးသပ်ချက်ဖြစ်ပါ ကုလသမဂ္ဂဒုက္ခအသည်များဆိုင်ရာမဟာမင်းကြီးယုံကထုတ်ပြန်တဲ့ရခိုင်ဒေသဆိုင်ရာစီရင်ခံစားထဲမှာဖော်ပြချက်တွေအရရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်တပ်ကလူမျိုးတုံတက်ဖြတ်မှုတွေနဲ့အုပ်စုဖွဲ့အနိုင်ကျင်းမှုတွေရှိနေကြောင်းဖော်ပြထားပေမဲ့ကော်မရှင်ရဲ့စီရင်ခံစားမှာတော့ OSCS အပါဖော်ပြချက်တွေကမဟုတ်မှန်ကြောင်းကော်မရှင်ဥက္ကဋ္ဌဒုတိယသမ္မတဦးမြင့်စေကညင်းဆူထားပါတယ်ခင်ဗျာ အစိုးရဖြုတ်ချရေးတပိတ်စခန်းတွေမှာပြည်သူလူထုကထောက်ခံပါဝင်မှုမရှိတဲ့အတွက်ကျေးဇူးတင်တယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးကကျေးဇူးတင်လွှာထုတ်ပြန်ခဲ့ပါတယ်။ဩဂတ်လ6ရက်နေ့စွဲနဲ့ထုတ်ပြန်ကြမှာရန်ကုန်မြို့မန္တလေးမြို့နဲ့တောင်ကြီးမြို့တို့မှာဩဂုတ်လ2ရက်နေ့ကနေဩဂုတ်လ9ရက်နေ့ထိမြို့ချစ်ဖွဲ့အမိခံတန်ခါအချို့နဲ့လူပုဂ္ဂိုလ်အချို့တို့ကနိုင်ငံတော်တင်ငင်အေဂျင့်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကိုပြက်ပြားစေရန်ထိုင်းတပိတ်များပြုလုပ်ခါဆန္ဒပြမှုများဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျေးဇူးတင်လွှာထဲမှာနိုင်ငံရဲ့ရည်ရှိအကျိုးကိုမျှော်ကိုပြီး နိုင်ငံသူနိုင်ငံသားတို့ကတာဝန်သိစိတ်နဲ့အခုလိုယက်တီခဲ့တဲ့အတွက်ကျေးဇူးဥပဒေကအထူးတင်ရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ပြည်တော်စုညီညာရေးဆွေးနွေးမှုကော်မတီမှာအရက်ဖတ်ဖွဲ့စည်းတွေပါဝင်ဆွေးနွေးခွင့်ရရှိထားပေမဲ့အတိတ်ပဲပြေသွားတယ်။ပါဝင်ခွင့်မရရှိသေးဘူးလို့အရက်ဖတ်ဖွဲ့စည်းကပြောပါတယ်။ဒီသတင်းကို MCN သတင်းတော့ကေတွေကပေးပို့ထားပါတယ်ခင်ဗျာ။ ပြည်တော်ငင်းငင်းရင်ဆွေးနွေးမှုပူတဲ့ကော်မတီကအရက်ဖက်အဖွဲ့အစည်းတွေကိုအကြောင်းအရာလိုက်ဒေသလိုက်လူမျိုးလိုက်အကန့်အသတ်နဲ့ခွင့်ပြုထားတာပါအဲဒါကြောင့်ပြည်တော်စုငင်းငင်းရင်ဆွေးနွေးမှုပူတဲ့ကော်မတီမှာအရက်ဖက်အဖွဲ့အစည်းတွေရဲ့ခန်းကဏ္ဍဟာအိဗယ်ပြည့်ဝပြီးဒန်းသူညီများတဲ့ပါဝင်ခွင့်မရရှိသေးဘူးလို့ရန်ကုန်ဒေသကြီးရက်ဖက်အဖွဲ့အစည်းများအကျိုးဖိုရမ်မှာအရက်ဖက်အဖွဲ့အစည်းတွေကပြောကြားလိုက်ပါတယ်ပြည်ပြည်စီမှာကျတော့တဖြည်းဖြည်းနဲ့ရက်ဖက်အဖွဲ့အစည်းများရဲ့ပါဝင်နိုင်မှုကိုအခန့်အသတ်တွေဖြစ်လာတယ်ရက်ဖက်အဖွဲ့အစည်းတွေကအကြောင်းအရာတွေမှာလည်းဝင်ပြောခွင့် မရှိဟိုဟိုအားမှာလည်းအမှားလိုက်မှာလည်းဝင်ပြောခွင့်မရှိနောက်တစ်ခါဒါဆိုရင်ကျမတို့ကို parallel forum လုပ်ပါလို့ဟိုပြောထားတာလေးရရှိတယ်အဲ့တော့ parallel forum ကတော့ဘယ်ကဏ္ဍထိပေါင်းနေပြီရှိတာလေလို့ဆိုတဲ့အခါကျတော့နောက်ပိုင်းမှာ parallel forum ကလည်းပြောလေပြောခွင့်ပေးတယ်လို့ပဲပြောတာဆိုတော့ပြောခွင့်ပေးတယ်အဲ့ပြောလိုက်တဲ့အတန်တွေကိုသူတို့ကဟိုဘယ်လောက်ယူမှာလဲတိုက်တာယူမယ်မတိုက်တာမယူဘူးဆိုတဲ့အခါမှာကျမတို့ကနန်းတူကြီးများတယ် အတိတ်ကပြေသွားတယ်ပေါင်ရင်ခွင့်ရတယ်လို့မခံစားရတော့ဘူးနော် ပြောင်းငင်းငင်းဆွေးနွေးမှုပူတဲ့ကော်မတီကအရက်ဖက်ဖွဲ့စည်းတွေကိုနိုင်ငံရေးနဲ့လုံခြုံရေးကိစ္စရပ်တွေမှာဆွေးနွေးခွင့်နေကန့်သက်ထားတာပါ။ဒါပြင် UPDJC ရဲ့ချမှတ်ထားတဲ့အခြေခံမူပေါ်မှာလည်းတိုင်းနယ်ပြည်နယ်အသီးသီးကရက်ဖက်ဖွဲ့စည်းတွေမှာလည်းသဘောထားကွဲလွဲမှုတွေရှိနေတာပါ။ရက်ဖက်ဖွဲ့စည်းပူပေါင်းဖို့အခက်အခဲရှိနေတယ်။အဲ့ဒါမှလည်းဆို UPDJC ရဲ့တီအိုပါ။ UPDJC ရဲ့တီအိုကလက်ခံပြီးတော့ကျွန်တော်တို့ကဆွေးနွေးကြမှာလားလက်မခံဘူးလားဆိုတော့ဒီဟာမှာနှစ်ဖက် လူဆွဲပွဲတွေရှိနေတယ်။လက်မခံတဲ့ဖွဲ့များလည်းရှိနေတယ်ပေါ့နော်။အဲ့တော့အော်ကျွန်တော်တို့ကကိုယ်အကြောင်းအရာကိုမဆွေးနွေးရဘူးဒီချိန်မှာဒီ program မှာမဆွေးနွေးရဘူးခုနက TOR အရာပဲကျွန်တော်တို့ဒီပါကြမလားဘယ်လိုရွေးချယ်ကြမလဲဒီဟာကိုပဲအခုအခြေအနေဆွေးနွေးနေတာရပ်ဘက်အဖွဲ့အစည်းများပိုရန်ကျစ်ပါရေးအခြေခံမူတွေအနေနဲ့ကတော့လွတ်လပ်မှုဒန်းတူညီမျှမှုတရားမျှတမှုနဲ့ဂုဏ်သိက္ခာတို့ကိုအခြေခံထားတာဖြစ်ပြီး လူမှုလူသားချက်တွေနဲ့လိုအပ်ချက်တွေပါဝင် တိုင်းသာတန်းသူညီမျှရေးကိုခြေခံပြီးအရက်ဖက်အဖွဲ့အစည်းဖိုးရံတွေကိုကျင်းပသွားမှာလည်းဖြစ်ပါတယ်ရှင်။တက္ကသိုလ်ဝန်ထမ်းကိုဂုံတူးနဲ့အောင်မြင်တဲ့အကျဉ်းသားတွေကိုလူငင်းချမ်းသာခွင့်ပေးလိုက်ပါတယ်။၂၀၁၆၂၀၁၉ပြည်နှစ်မှာ၁၀%ကိုဂုံတူးနဲ့အောင်မြင်တဲ့အကျဉ်းသားအကျဉ်းသူတွေကိုဆက်လက်ပညာသင်ကြားနိုင်ဖို့လူငင်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ရန်ကုန်တိုင်းမှာရှိတဲ့အေးစိန်ထောင်ကနှစ်ဦးနဲ့ မန္တလေးမြို့မှာရှိတဲ့အိုးဘိုထောင်က9ဦးတို့ကိုလူငယ်ချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်လူငယ်ချမ်းသာခွင့်ရသူတွေထဲမှာမူရစ်စေဝါမှုနဲ့ဆွဆွဲဖန်းစည်းခံရတဲ့၃ဘာသာဂုံသူရှင်မရှင်လည်းလည်းပါဝင်ပါတယ်ခင်ဗျာကန်ဂျီတောင်မြို့နယ်မှာရှိတဲ့ဟွာမန်ထယ်ချုပ်စက်ရုံကအလုံသမားတွေလုံသမားခွင့်ရချိုးဖောက်ခံရမှုတွေကြောင့်တင်းစားရှင်းလင်းဝယ်ပြုလုပ်ခဲ့ပါတယ်ဒီတင်းကိုတော့ MCN ပသိမ်တင်းတော့ရဲသွေးညီကပေးပို့ထားပါတယ်ခင်ဗျာ ဩဂုတ်လ6ရက်နေ့က AOD တိုင်းဒေသကြီးကရင်တော်မြို့မှာရှိတဲ့ဟွာမန်းထေချုပ်စက်ရုံကအထက်ချုပ်လုံသမားတွေဟာလုံသမားခွင့်ရချိုးပေါက်ခံရတဲ့အကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အထက်ချုပ်လုံသားများအနေနဲ့အချိန်မိုအိုဗာတိုင်းကြီးမရတာတွေနဲ့အလုတ်ပရက်တွေမှာနားရမပေးတာတွေနဲ့ဝန်ထမ်းတွေကိုအကြောင်းမဲ့အလုတ်ထုတ်တာတွေရှိနေတယ်လို့လုံသမားတွေကပြောပါတယ်။သမီးတို့အထဲ200ဟို9နာရီကြာကြာမှရသွားတော့သမီးတို့ပြန်ဖို့ပြောတယ်ပြန်တော့သူ့မှာအထဲတွေအများကြီးရှိတယ်မပြန်နိုင်ဘူးဆိုတော့သမီးတို့ OTJ လည်းမရပဲပြီးတော့ ဒီအထက်ညာကိုလည်းပြီးပြီးအတွက်ကြောင့်သမီးတို့ပြန်ဖို့ခေါင်းဆောင်ကိုလည်းခွင့်တောင်းလိုက်ကြခေါင်းဆောင်ကလည်းပြန်ခွင့်ပေးတယ်ဒါပေမဲ့နောက်နေ့မနက်ကျတော့သုံးယောက်ကိုထွင်ပြီးအလုပ်ထုတ်ခါရတယ်သုံးယောက်က3600နှစ်ယောက်နဲ့2800တယောက်ကိုအလုပ်ထုတ်တယ်ဒါအပြင်စက်ရုံတာဝန်ရှိသူတွေအနေနဲ့အလုပ်သမားဝန်ထမ်းတွေပေါ်ကိုဒီလက်ရောက်ကျွလွန်တာတွေပါရှိနေတာကြောင့်ဝန်ထမ်းတွေအနေနဲ့နှင်နာမှုတွေကိုတာဝန်ရှိသူတွေကဖြည့်ရှင်းပေးဖို့လိုလားနေကြတာပါမြရပါတော့ခရစ်ယာန်မို့လို့ဖခင်ကြောင့်တက်ရမှာဆိုအဲ့ဒါသွားပြီးတော့လဲဆိုတော့ဒီလိုလေးတဲ့ဖခင်ကြောင့်ဖခင်ကြောင့်တက်တော့ဖခင်ကဗတ်ဆံမပေးဘူးပေါ့နော် ဲ့လိုမျိုးတနေ့ကနေနေ့မဆင်းဘူးဆိုရင်သူတို့အများကြီးပြောတယ်နေတို့တနေ့ကနေမဆင်းရင်အလောက်ထွက်အဲ့လိုပဲပြောတယ်အဲ့တော့သမီးမလေးခရစ်ယာန်တယောက်ဖြစ်ပေမဲ့အများကြီးတနေ့ကနေသူတို့ကိုကြောက်ပြီးတော့အများကြီးပေါ့နော်ဆင်းပေးခဲ့ရတယ်အဲ့လိုမျိုးတွေရှိပါတယ်ပါမန်းဆက်ယုံမှာအလုံသမားဝန်ထမ်းအနေနဲ့ပြဿနာဖြစ်ပွားမှုကနှစ်ကြိမ်ရှိခဲ့ပြီပထမအကြိမ်မှာအလုံရှင်အလုံသမားဂရိခံဝန်သဘောတူညီချက်တွေရှိခဲ့ပါတယ်ခုဖြစ်တဲ့ကိစ္စတွေကိုတော့တက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှတဆင့်အစိုးရအဖွဲ့အစည်းတွေနဲ့တွေ့ဆုံကတောင်းဆိုသွားမှာဖြစ်ပါတယ်။မြို့နယ်ရုံးဆိုင်တဲ့နေရာလေးဖြစ်တဲ့ ဖြစ်တဲ့အတိုင်းအတာမှာလေပါရုံမရှိဘူးဖြစ်လာရင်ဘလူခေါ်ရမှမသိကျွန်တော်တို့ဒီအလုံသမားပြည်သမားအလုံသမားရေးရာအဖွဲ့ဆိုလိုက်မရှိမှာသမကအဖွဲ့လေးတွေတော့ရှိရဲဒါမှလည်းဒီဟိုပါပေါ့ဖြည့်ရှင်းပေးနိုင်မဲ့သမารီလိုခုံသမารီလိုအဖွဲ့မျိုးတွေမရှိဘူးအဲကျွန်တော်တို့ကလောဆယ်အစိုးရလွတ်တော်ကိုယ်စားလှယ်တွေ့ပြီးပေါ့နော်တွေ့ပြီးတဲ့အဆင့်ဖြစ်သွားပြီးဖြစ်ပြီးတော့ကျွန်တော်ကလူမှုဝင်ကြီးနဲ့ဆက်တွေ့ဖို့အစီအစဉ်တော့ရှိပါတယ် ။ကန်ကြီးတော်မြို့မှာရှိတဲ့ဝါမန်းထေချုပ်စက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ARB တိုင်းဒေသကြီးပသိမ်ခရိုင်ကန်ကြီးတော်မြို့နယ်အတွင်းမှာတည်ရှိလာဖြစ်ပြီးအလုံသမားရေအတွက်300နီးပါးအလုံလုတ်ကင်နေတာဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာဩဂတ်စ်လ9ရက်နေ့ကတရားမဝင်အလို့သမားတွေဖမ်းဆီးရမှာမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်နဲ့ BNN နိုင်ငံသားအမျိုးသားအမျိုးသမီးစုစုပေါင်း180ကိုတရားဝင်စာရွက်စာတမ်းမရှိတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ် မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲတွေနဲ့စီပင်ဝန်ထမ်းတွေကတရားဝင်နေထိုင်လုပ်ကင်ခွင့်မပြုလုပ်ထားတဲ့နိုင်ငံသားတွေခန့်အပ်လုပ်ကင်တဲ့ဆိုင်တွေကိုစစ်ဆေးခဲ့တာဖြစ်ပြီးအခုလိုတရားမဝင်ထောက်ထားမဲ့လူသမားတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။တရားမဝင်ဖြစ်နေတဲ့ဆိုင်တွေနဲ့အဲ့ဒီဆိုင်တွေမှာတရားမဝင်နေထိုင်နေတဲ့လူသမားတွေမလေးရှားကိုလာရောက်လည်ပတ်ပြီးရက်လုံနေထိုင်သူတွေကိုစစ်ဆေးမှုတွေဆက်လက်လုပ်မှာဖြစ်ကြောင်းမလေးရှားလူဝင်မှုကြီးကြပ်ရေးကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။ မန္တလေးမြို့မှာပညာရေးတက္ကသိုလ်ကကျောင်းသားတွေဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဒီသတင်းကိုတော့ MCN မန္တလေးသတင်းတော်ညံလေးထုကပေးပို့ထားပါတယ်ခင်ဗျာပညာရေးတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ရန်ကုန်မန္တလေးနဲ့စကိုင်းပညာရေးတက္ကသိုလ်တွေကကျောင်းသားအင်အား400ကျော်ကပညာရေးဝန်ကြီးဌာနကိုမန္တလေးမြို့မှာအောက်တိုဘာ6ရက်နေ့မနက်ပိုင်းကဆန္ဒထုတ်ဖော်ခဲ့ပါတယ်အဓိကတောင်းဆိုချက်တွေအနေနဲ့ဆရာခန္ဓာရေးဆိုင်ရာမူပေါင်းတွေရရှိဖို့ကျောင်းသားတွေရဲ့တောင်းဆိုချက်3ရက်ကိုလာရောက်ပေးဖို့ပွင့်လင်းမြင်သာတဲ့ဆရာခန္ဓာရေးစနစ်ကိုရရှိဖို့တို့ကိုတောင်းဆိုခဲ့ကြတာပါ နံပါတ်၁ဒီကျွန်တော်တို့တောင်းဆိုတဲ့အချိန်မှာဆရာဆရာမတွေကိုကျွန်တော်တို့ပညာရေးတက္ကသိုလ်တွေပညာရေးကောလိပ်တွေဖွင့်တယ်ဆိုတာလက်ရှိအခြေခံမှာဆရာဆရာမတွေခံထားဖို့အတွက်ဖွင့်ထားတာဒါပေမဲ့ကျွန်တော်တို့ကိုခံထားဖို့အတွက်ဘတ်ဂျက်မရှိဘူးဆိုတဲ့စကားကိုအခြေခံပညာဦးစီးဌာနရဲ့ခိတညွှန်ကြားမှုချုပ်ကပြောလိုက်ပါတယ်ဒါကြောင့်မို့လို့ခံထားမဲ့ရက်ကိုအတိအကျသိကျင်တယ်ကျွန်တော်တို့ကအလောက်ခံမှလို့မပြောရမှာမဟုတ်ဘူးစီမံကဝဲမှုစနစ်တကျနဲ့ခန့်စီကျင်တယ်ဒါကြောင့်မို့လို့ခံထားမဲ့ရက်ကိုအတိအကျသိကျင်တယ်ဒါဒီနံပါတ်၁တစ်ချက်ပါနံပါတ်၂တစ်ချက်တော့ကျွန်တော်တို့ကကျွန်တော်တို့အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့လောက်တဲ့ညံ့တာမှုတွေတလားရှိနေပြီ ဲ့ဒီတလားအတွက်အကယ်၍အဲ့ဒီနေမှာခတ်မယ်ဆိုရင်တော့အဲ့ဒီတလားအတွက်ကျွန်တော်တို့လောကနေနာမှုကိုဖြည့်ချင်းပေးဖို့အတွက်ကျွန်တော်တို့ကတောင်းဆိုတယ်ပညာရေးတက္ကသိုလ်ကကျောင်းသားတွေအနေနဲ့ဆရာခန္ဓာရေးကိစ္စအပေါ်ဖဲချိုးစိမ့်လှုပ်ရှားမှုတွေပါဝင်ပညာရေးဝန်ကြီးဌာနနဲ့တွဲဆောင်ညှိနှိုင်းမှုစ조사ခဲ့ပေမဲ့အဆင်မပြေတဲ့အတွက်အခုလိုဆန္ဒထုတ်ဖော်ခဲ့ကြတာပါလက်ရှိအချိန်မှာပညာရေးတက္ကသိုလ်ကျောင်းဆင်းတွေအနေနဲ့လောကနေနာမှုတွေဆရာဖြစ်ခံထားဖို့ကြံ့ကြာနေမှုတွေစတဲ့ခက်ခဲတွေရှိနေပြီးဆရာခန္ဓာမှုပွင့်လင်းမြင့်တာမှုမရှိတဲ့အတွက်လည်းလက်ပေးလက်ယူမှုတွေရှိနေတယ်လို့ဆန္ဒပြကျောင်းသားတွေကထုတ်ဖော်ခဲ့တာပါ ဲ့ဒီကျောင်းသားကျောင်းလူတွေကိုတင်ကြပေးမဲ့ဆရာဆရာမတွေကိုခန်းသားနေတဲ့နေရာမှာပြီးကြသေးကြပြီးတော့ပွင့်လင်းမြင်တာမှုမရှိရဆရာခန်းသားရဲ့စနစ်ကိုအခုမရှိတဲ့အတွက်ကျွန်တော်တို့ကတောင်းဆိုနေရခြင်းဖြစ်ပါတယ်အခုလိုဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ်ပညာရေးဝန်ကြီးဌာနအနေနဲ့တောင်းဆိုချက်တွေကိုလိုက်ရောက်ပေးဖို့ဆရာခန်းသားရဲ့မူဝါဒတွေရရှိဖို့ကိုလည်းလွတ်တော်အတွင်းမှာဆွေးနွေးကြဖို့ကျောင်းသားတွေကနှော်လင့်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ပြည်내နဲ့တိုင်းဆက်နက်ကူမှာရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့လို့ ေဘေးတင်လူဦးရေ2သိန်းကျော်ရှိပြီးရေဘေးတင်ကြောင့်အနည်းဆုံးလူ3ဦးသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ဇွန်လအတွင်းမှာရေဘေးတင်ခဲ့ကြတာဖြစ်ပြီးဩဂတ်လ3ရက်နေ့မှာတော့ရေဘေးတင်ဒေသတွေရှိမြို့နယ်ပေါင်း58မြို့နယ်မှာဖွင့်လှစ်ခဲ့တဲ့ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း304ခုနဲ့စခန်း150ခုကိုပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ဩဂတ်လ3ရက်နေ့ထိလူဦးရေ9400ကျော်မှာပြည်내တဲ့တိုင်းဒေသကြီး5ခုရှိရေဘေးကယ်ဆယ်ရေးစခန်းပေါင်း53ခုမှာဆက်လက်နေထိုင်နေကြရတော့မှဖြစ်ပါတယ်ခင်ဗျာ။ MCN သတင်းဌာနရဲ့ဒီကနေ့ညနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကို www.mcntv.new မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြင်နဲ့ရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN နေ့စဉ်ရုပ်သံအစီအစဉ်ကိုရှုစားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကြော်တိုးလင်ပါခင်ဗျာ။